အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ဖုံးရွှေပညာအရာအလုံးစပွဲပေါ်မှာဘာတွေထားတဲ့တလဲဆိုတဲ့အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အလုံးမှာအောင်မြင်မှုတိုးတက်မှုနဲ့ဝေကြေးကံကောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့တင့်အလုံးစပွဲပေါ်မှာဖုံးရွှေပညာနဲ့အညီအပြင်အစင်လေးလှုပ်တင်ပါတယ်ဘာတွေထားရှိတင့်တယ်လဲဆိုတာကိုအောက်မှာကြည့်လိုက်အောင်ပါနံပါတ်1အပင်တိတိလေးများတင်စပွဲရဲ့ဘယ်ဘက်ချမ်းမှာအပင်တိတိလေးတွေထားရှိခြင်းကကြီးထွားတိုးတက်မှုနဲ့တဘာဝစွမ်းရင်ကောင်းတွေကိုယူဆောင်လာပေးနိုင်ပါတယ် လက်ကီဘန်ဘူးလိုမျိုးအပင်လေးတွေကတော့ကံကောင်းခြင်းနဲ့ငွေကြေးကိုပါဆွဲဆောင်ပေးနိုင်တာမို့အထင်တော်ဆုံးပဲဖြစ်ပါတယ်။နံပါတ်1မှန်သူမဟုတ်ရေပန်းအသေးစားစပွဲပေါ်မှာရေပန်းအသေးစားသူမဟုတ်မှန်သေးသေးလေးထားရှိခြင်းကငွေကြေးဝင်ခြင်းကိုအားပေးပါတယ်။ရေပန်းရဲ့စီစဉ်မှုကငွေကြေးစီစဉ်မှုကိုကိုစားပြုပြီးမှန်ကတော့စွမ်းအင်တွေကိုထင်ဟပ်စေတာကြောင့်အလုတ်ပေါ်အာယုံဆိုင်မှုပိုကောင်းစေပါတယ်။နံပါတ်3အနီရောင်သူမဟုတ်ခရမ်းရောင်အရာဝတ္ထုများ အနေရောင်သို့မဟုတ်ခရမ်းရောင်အရာဝတ္ထုလေးတွေဥပမာအားဖြင့်စာအုပ်အဖုံဖိုင်တွဲကိုဇပွဲပေါ်မှာထားရှိတာကအောင်မြင်မှုနဲ့အတိအမှတ်ပြုခံရခြင်းကိုကိုးစားပြုပေးပါတယ်။ဒါပေမဲ့လို့အယောင်အရင်တွေကိုအများကြီးမသုံးဘဲအနှဲငယ်စီသာအသုံးပြုသင့်ပါတယ်။နံပါတ်၄တက်ရတန်ရှင်မှုဖုံးရွှေပညာအရာတက်ရတန်ရှင်မှုဟာအရေးအကြီးဆုံးအချက်ပါပဲ။ဇပွဲပေါ်မှာရှုပ်ပွနေတဲ့အရာတွေမရှိစေဘဲ တန်ရှင်းတိုက်ရနေတာကစွမ်းရင်ကောင်းတွေလွတ်လပ်စွာစီစဉ်နိုင်ဖို့ကူညီပေးပါတယ်။အဲ့ဒီတော့ဒီချက်တွေကို လိုက်နာပြီးတန်းအလုပ်စပွဲကိုလည်းအပြင်းအထန်လုပ်မယ်ဆိုရင်လုပ်ငန်းခွင်မှာအကောင်းသောရလဒ်တွေကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။စမားရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်။